အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြမယ့်ဝတ္ထုလေးကတော့ဆရာမြင့်ကျုံအင်းရေးသားတဲ့မျော်လင့်ခြင်းကိုမျှတဲ့ညနေဆိုတဲ့ရာသဝတ္ထုလိုစူးစမ်းအောင်မှမျော်လင့်ခြင်းကိုမျှတဲ့ညနေဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။မျော်လင့်ခြင်းကိုမျှတဲ့ညနေ ံဆိုင်နေသောမိုးသားတိမ်လေးများကြောင့်မကြခင်မိုးရွာနိုင်သည်ဟုခံမှန်းလိုက်မိသည်နေလေခင်ကလေးကတူထားသောဒီကောင်ဘူးကို လွယ်အိတ်ထဲထည့်နေခြင်းတားငယ်တွေ့မြင်သွားသည်ဖေဖေတားလဲလိုက်ခဲ့မယ်မိုးရွာလိုက်မယ်တားရဲ့အိမ်ထဲမှာပဲဆော့ရင်နေခဲ့နော်တားလိုက်ချင်တယ်ဖေဖေငိုမဲမဲမျက်နှာဖြင့်ပြောလိုက်သောတားငယ်ဤဟန်ပန်ကြောင့်သူဆက်ပြေးမတားမြင့်ချင်တော့ပြီကဲဒါဆိုလဲလိုက်တော်မူပါဗျာ အလိုပြည့်သွားသဖြင့်ပြုံးရွှင်သွားသောမျက်နာသည် သူအမြင်မြင်ကျင်သောမြင်ကွင်းသာဖြစ်သည်သားသမီးများနှင့်ပတ်သက်လျင် အလွယ်တကူအလိုလိုက်မိတတ်သည်မှာ သူဤအာနေကျက်လည်းဖြစ်၏ထို့ကြောင့်လည်းသားသမီးများသည် သူကိုယ်သာတိုးတိုးတမျိုးကြက်ကြက်တမျိုးပူဇော်လေးရှိသည်တခုခုပူဇော်တိုင်းမဖြစ်စေပေးနိုင်မခြင်းသူစိတ်ထဲတွင်မိတို့ဖြည့်ဆည်းပေးနိုင်မလဲဟုသာအချိန်တိုင်းတွေးနေတတ်ခဲ့၏ လိုအပ်သောပစ္စည်းများကိုလွယ်အိတ်ထဲထည့်နေခြင်းတားငယ်ကသူကြံခဲ့မှစိုးရိမ်နေဟန်ဖြင့်အနာမမခွာတော့ပေတားငယ်အတွေ့မိုးကအင်ကြီးတစ်ထဲပါထဲလိုက်၏ကွန်ရွက်ထုံးနှင့်ဗမာစေးထည့်ထားသောကွန်းထုတ်ထည့်ပြီးခြင်းတွင်လိုအပ်သောပစ္စည်းများစုံသွားလေပြီအနက်ရောင်ထိအရှိကို လက်တစ်ဖက်ကဂိုင်းကတားငယ်ကိုလက်ဆွဲရင်းအိမ်မှထွက်လာခဲ့သည်ကတ္တရာလမ်းမကြီးအတိုင်းရှောက်လာရင်း ရက်ွက်အဆုံးတွင်လမ်းဘေးဘယ်ဘက်ကိုချိုးကွေကမြေနီလမ်းလေးတဲရှောက်ဝင်လာခဲ့သည်ထိုလမ်းသည်တန်လန် BOC ရေနံချက်ဆက်ယုံ၏ရေကန်ကြီးများရှိရာသို့သွားသောလမ်းကလေးဖြစ်၏ဤလမ်းတွေထဲတွင် မောင်ထွန်း၏အိမ်ရှိသည် မောင်ထွန်းတို့အိမ်ရှိအရောက်တွင်ခြံဝမှလှံပြီးအတန်ပြူလိုက်၏မောင်ထွန်းရေမောင်ထွန်းသူ့အော်တန်ကြောင့်အိမ်အတွင်ပိုင်းမှ မောင်ထွန်းထွက်လာသည် ဆရာပါလားငါတော့များမလို့လားအေးကွပြင်းနာနဲ့ထွက်လာတာထိုင်ရောမလားဆရာမထိုင်တော့ပါဘူးငမားတန်တွေဝင်းอยู่တာဟုတ်ကဲ့ဆရာ ကျွန်တော်သွားယူပေးမယ်မောင်ထွန်းအိမ်အတွင်းပိုင်းပြန်ဝင်သွားပြီးတလပတ်ဆောက်ကိုအိတ်ချုပ်ကထည့်ထားသောငမားတန်များယူလာပေးသည်မောင်ထွန်းဤအိမ်သည်ကတ်တရလမ်းမမှချိုးဝင်ကားစနေရာတွင်ရှိသည့်အပြင်ရေကန်များစီသွားသည့်လမ်းပေါ်တွင်ရှိတာကြောင့်ငမားတန်များကိုမောင်ထွန်းအိမ်တွင်သာအပ်ထားလိမ့်ရှိ၏ ထို့ကြောင့်ယခုဝင်ယူခြင်းဖြစ်သည်မောင်ထုံးကသားငယ်ဤပါကိုလိန်ဆွဲရင်ငါကောင်းကြီးရောငါလိုက်မြတာလားကွဟုတ်ဘူးသားကဖေဖေကိုငါလိုက်တဲ့ပေးတာသားငယ်ဤအဖြေစကားကြောင့်ရည်ကြရသည်ဆရာသားကတော့အားကိုးရပြီပဲဗျမောင်ထုံးစကားကြောင့်သူပြုံးလိုက်မိသည်ကဲသွားပြီညနေအပြန်မှပဲဝင်ထားတော့မယ်ဟုတ်ကဲ့ဆရာငမရတဲ့အိတ်ကိုပခုံးမထမ်းရင်ထွက်လာခဲ့သည် တကယ်တော့မောင်ထွန်းပြောခဲ့သလိုအပြင်းပြင်းငါများထွက်လာခြင်းမဟုတ်ဒီရပိုင်းတွင်ငွေဝင်နိုင်မည့်အလုပ်တစ်ခုခုမလုပ်နိုင်သည့်အတွေ့ဟင်းစားရလို့ရညာထွက်လာခြင်းဖြစ်သည်ငွေဝင်နိုင်သည့်အလုပ်တစ်ခုခုရှာမရချိန်တိုင်းအိမ်အတွက်တစ်ဖက်တစ်လမ်းကအဆင်ပြေစေရန်ငားလာများလေးရှိ၏သူကရရအလုံမျိုးစုံလောက်ကဘဝတလျှောက်လုံးမိသားစုကိုရှာဖွေကြွေးမွေးခဲ့သူဖြစ်သည် သားသမီးတွေငယ်စဉ်တုန်းကတော့သူအဆင်ပြေခဲ့ဘူး၏သူလက်ဖက်ရည်ဆိုင်အအောင်မြင်ဆုံးအယောင်ရဆုံးဖြစ်ခဲ့သည် ထို့အချိန်ကတော့တပည့်တပန်းများလည်းစီစီကာကာဖြစ်သည် မောင်ထုံးကသူဆိုင်ဤနံပြားဖုတ်သမားဖြစ်သည်တို့တော့လောကရန်အတက်ကြရကြသူဆိုင်ရိုင်းတဲ့ထက်ရိုင်းလာသည် ရောင်းအားကြလာချိန်မှာ လူတအုပ်တမချင်းအေစားတော့စေကတိတိတာတာဖိစီလာတော့လဲသူအပြုံးမပြက်အောင်ဟန်ဆောင်ထားခဲ့သေးသည် ို့တော့ဆိုင်ကရောင်အားကျလာပြီးနောက်ဆုံးတွင် သူ့ဆိုင်ပိတ်လိုက်ရတော့သည်တို့တော့သူမမှုခဲ့ကြုံရအလုတ်ကိုရှာဖွေလုတ်ကန်ကဇနီးနှင့်သားသမီးများကိုဝမ်းဝစေခဲ့သည်ငယ်စဉ်ကတည်းကဖခင်မဲ့သူဖြစ်ခဲ့ရတာကြောင့်သူ့သားသမီးများအလှဲ့တွင်ဘာမဆိုအလိုလိုက်ခြင်းစိတ်အမြဲရှိနေခဲ့သည်တခြားအလို့ရှာမရ၍ငါများထွက်ခဲ့ရတော့လေသူ့သားသမီးများအငငယ်မှာဆိုတာကြောင့် မောင်ထွန်းအိမ်တွင်သာငမားတံတွေတင်ထားလေရှိ၏အိမ်အထိပြန်သေးသွားလေမရှိအရွယ်ရောက်နေသော သူသားသမီးများရှက်ရွံ့အားငယ်မှာကို မလိုလားပေတဲလန်လေးအတိုင်းလျှောက်လာရင် မုံဆိုင်လေးကိုမြင်သဖြင့်တားငယ်ကသူ့ကိုမော်ကြည့်သည်တာဘာစားကြလို့လဲသူ့အမေကြောင့်တားငယ်မျက်လုံးလေးအယောင်လက်သွားသည်ဇီးတို့စားမယ်ဖေဖေအင်းဒါဆိုတားစားခြင်းနဲ့ဇီးတို့ရွေးပြီတော့ တားငယ်လက်ကိုဆွဲရင်မုံဆိုင်ရှိတွင်ရန်လိုက်သည်တားငယ်ကတော့သူစားကြံသောဇီးတို့များရွေးနေခြင်းသူကဆေးဘော့လိတ်၃လိတ်ကိုတည်တည်ချာချာရွေးလိုက်သည်ငားများရင်ဆေးလိတ်လေးဖွာရသည်မှာစိတ်ကူးအသက်များထွက်လာနိုင်သလိုနောက်တစ်နေ့အတွေ့ငွေရပေါရလမ်းများတွေ့ရကောင်းတွေ့ရတတ်သည်သူ့လက်ကိုဆွဲကမ်းရင်းဝယ်လာသောဇီးတို့လေးကိုကြည်ကသားငယ်မှရှင်မြူနေသည်ဖေဖေဖောက်ပေးရမလား ဟိုရောက်မှစားမယ်။အေးအေးအေး။မကြခင်ရေကန်ကြီးစီရောက်လာတဲ့ဖြင့်ကန်ဆောင်တနေရာတွင်နေရာယူလိုက်သည်။ဒီကံမာက နှစ်ချို့ငါးများရှိသည်။အင်္ဂလိပ်ခေတ်ကလေးကတူထားသည့်ကံများဖြစ်တာကြောင့်ရေမော်များ၊ဒိုက်များ၊ကြပင်များဖြင့်ကံရင်ပင်ကစိမ့်မောင်နေ၏။လောအိတ်ထဲထည့်လာသည့်ပလတ်စတစ်အခင်းလေးကိုထုတ်ခင်းကမြေပြင်တွင်ဒုတ်တူတစ်ချောင်းဆိုက်၍ ठी ကိုခြေထားလိုက်သည်။ တားငယ်ကတော့ထိရိတ်ထဲထိုင်က သူ့စည်းတို့ကိုစဖောက်နေပြီလွယ်အိတ်ထဲမှဒီကောင်မှုကိုထုတ်ပြီးငမားကြိတ်တွင်ဒီတပိုင်းတက်လိုက်သည်အချိန်မရတာကြောင့်ပိုးဟတ်တော့မဖမ်းနိုင်ခဲ့ပိုးဟတ်နဲ့များလည်းငဖယ်များရနိုင်သည်ဒီကောင်ကိုတော့ငားတော်တော်များများကကြိုက်သည်အဓိကကတီလာဗီယာငားများနှစ်သက်ကြ၏ဤရေကန်ထဲတွင်တီလာဗီယာနှစ်ချို့ငားများရှိသည် တော်ယုံလူလာများလေမရှိတာကြောင့်ငါးများကတို့ပွားနေသည် သို့တော်ကံကကျဲလွန်းတာကြောင့်အချိန်မြန်မြန်နှင့်တော့ သူငားရဖို့မသေးကြအိတ်ထဲမှနောက်ထပ်ငများတဲ့အသေးတစ်ချောင်းထပ်ထုတ်ကငားစာတက်လိုက်သည်ဒီအသေးကတော့ငဖြင်းတက်လက်များငဘဲပြူများလိုငားအသေးသေးလေးတွေအတွက်ဖြစ်သည်ထိုငားလေးများကိုကြော်လိုက်လင်လဲဟင်းတစ်ခွက်ရနိုင်တာကြောင့်ငမားတိုင်ကိုင်းအသေးလေးအပူဆောင်ထားခြင်းဖြစ်သည် ငမားတံထိပ်ဖြားဖြင့်ရေထဲမှတိုက်နှင်ကြဘက်အနေငယ်ကိုဖယ်လိုက်၏။ကွက်လက်ဖြစ်သွားသောထိုနေရာကိုငမားချိုးချလိုက်သည်။ငမားတံအရင်ပိုင်းကိုတော့သူ့နေပင်နာမှမြေပြင်တွင်စိုက်ကာရေပေါ်ပေါ်နေသော ဖော့တံလေးကိုကြည့်နေလိုက်သည်။မကြမကြလိုက်လာဖို့သည့်တောင်းငယ်ကလည်းဖော့တံများကိုဝိုင်းကြည့်ပေးနေသည်။ငမားတံများနေရာတကျရှိပြီးသွားသည့်ဖြင့်အိတ်ထဲမှ ကွင်းရတို့ကိုထုတ်ပြေးတရားစားလိုက်သည်။ ဖေဖေဇီးတို့စားမလားကွမ်းရစားနေပြီကွာမစားတော့ဘူးကွန်း200နဲ့ဆေးလက်တလက်ကုန်ပြီးချိန်အထိဂိုင်းတန်အသေးမှငါအသေးလေးများသာရသေးသည်အခုထိငါအကြည့်တကောင်းမှမမိသေးတားငယ်ကတော့သူ့ပေါင်ကိုကောင်းအောင်ကအိမ်ပျော်နေပြီငါများလိုက်လာတိုင်းလဲခဏလောက်သာတားငယ်ကနေနိုင်သည်ငိန်ငိန်တိတ်တိတ်ဖြစ်နေရတာကြောင့်ပြင်းပြီးအရိတ်ထဲတွင်အိတ်သွားတတ်သည်မှာညနေပြန်ငန်းနှိမ့်မှထလာမည်ဖြစ်၏ ကိုင်းတန်အသေးမှငဖြင်းတက်လက်၃လေးကောင်ခန့်ရပြီးချိန်တွင်မိုးဆက်များကျလာတာကြောင့်သားငယ်ကိုနှုတ်ပြီးမိုးကဝစ်ပေးလိုက်သည် မိုးဆိုနေတော့လဲငားများနေချိန်မိုးရွာလာလင်သူကျေနပ်သည်မိုးတန်မိုးရနှက်များကြောင့်ငားများကန်းဆက်သို့ရောက်လာတတ်သည်ဒီအချိန်ကငားများ၍အကောင်းဆုံးအချိန်ဖြစ်သည်မိုးကတဖြည်းဖြည်းသဲလာသည့်အတွက်သားငယ်ကိုထီးအောက်တွင်လုံလုံခြုံခြုံထားလိုက်ရတာကြောင့်သူ့ကိုတချံရွှဲရွှဲဆိုလာတော့လဲသူ့မျက်လုံးကိုဖော့ရန်မှမဖယ်ရှားဝင်ပဲစူးဆိုင်ပြီးကြည်နေရသည်ကိုင်းနံကိုရုတ်ခနဲ့အတုတ်တွင်ငါးတကောင်ပါလာတိုင်း ုသား၏ပျော်ရွှင်စွာဟေကနေအော်တန်သည် သူ့အပေါ်ထားသည့်ယုံကြည်ကိုးစားမှုဖြစ်သည်။တားငယ်ပါလာသည့်နေတိုင်းအရင်နှစ်များထက်ငားပိုရခြင်းသည်။သားသမီးများအတွေ့ဘာမှမလုပ်ပေးနိုင်လင်တောင်ယုံကြည်အားကိုးမှုတော့သူပေးနိုင်ခြင်းသည်။ထိုခံစားချက်ကြောင့်ပင်ငမားတံကိုစွစွဆိုင်ဆိုင်ကြည်နေရ၏။မိုးရေစများကြောင့်ငမားကိုင်းတံများကို လက်ထဲသို့ပြောင်းကင်ထားလိုက်သည်။သို့မှသာငါးတွက်လင်သူချက်ချင်းသိနိုင်မည်။ တဲတဲထန်ထန်မိုးရွာသွန်းနေတာကြောင့်ငါးများမြို့တူကကန်တဲတွင်ဟိုမာဒီမာထခုံနေကြ၏တို့တော့သူ့ကိုင်းတံကိုတော့လာမဆွဲကြသည်ကန်းဆက်ကိုကတ်လာတော့ငါးတေးသေးလေးများသာ တကောင်ပြီးတကောင်ရနေခဲ့သည်သားငယ်ကတော့အကြည်သေးမခွဲပဲငါးတကောင်ရတိုင်းပျော်ရွှင်နေသည်ဖြင့်အသေးတွေသာရနေတော်လဲသူကျင်နေရသည် မိုးရွာနေသည်ဖြင့်ညနေခင်းသည်စောစီးစွာမှောင်စားပြုနေပြီး ်ထို့အချိန်တွင်ကင်ထားသောကိုင်းတံအကြီးမှဆက်ခနဲဆက်ခနဲလှုပ်ရှားမှုကိုခံစားရသဖြင့်သူအသက်ကိုမြင်းရှုကအာယုံဆိုင်နေလိုက်၏ငါတော့တေချာသည် သို့သောသွေးတို့ဆန်းနေသည်ဟန်တူသည်ထိကနန်းစိတ်ကနန်းသာရှိသေး၏ငမားကြိတ်ကိုလာမဟတ်သေးသူစိတ်ရှည်ရှည်ဖြင့်စောင့်နေလိုက်၏ဒီလိုအချိန်တွင်စိတ်ရှည်မှဖြစ်မိကိုသူသိသည် သူ့ဘက်ကမလုပ်ဘဲညင်နေလိုက်တာကြောင့်ရေထဲမှာငါးကငါးစာကိုတဘာဝအစာမှတ်ကဆွဲဟလိုက်သည်တင်ကနေဖြစ်သွားသောငမားချိုးကြောင့်ဒီငါးအကောင်ကြီးနိုင်သည်ကို တွေ့မိ၏ငမားချိတ်ချိတ်မိသွားသည်ဖြင့်ငါးကအတင်ယုံကန်နေသည်ငါးမောသွားအောင်သူအလိုက်တဲ့လျှော့ပေးလိုက်သည် သူဆွဲကိုဆွဲဆိုလင်ကြိုးပြက်သွားနိုင်သည်သူကိုင်းနံကတာမန်ဝါးချောင်းသာဖြစ်တာကြောင့်ကျိုးကိုအ short တင်းလုပ်เสียရဘိန်လုံးမပါဘဲ ထို့ကြောင့်သူထိုင်ရာမှခက်မြန်မြန်ထကဂိုင်းနံကိုဂိုင်ထားရင်ရှေ့သို့လိုက်တို့ပေးရသည်ငါကလည်းနောက်သို့လှဲ့ကအာကုံတုံး၍ရုံးကန်နေ၏ဒီငါမိဖို့အရေးကြီးသည်အကောင်ကြီးနိုင်တာကြောင့်အိမ်ပြန်မြန်နှပန်းလှတယ်လို့ဟင်းစားလဲနနက်စာလောက်ဖူလုံသွားနိုင်သည်ဖေဖေငါချင်းမိပြီကွာဟေးဖေဖေငါချင်းမိပြီကန်းစအထီသူဆင်းသွားတာကြောင့်တားငယ်ကသဘောပေါက်ပြီးပျော်ရွှင်နေသည် ။သားငယ်ဤဝမ်းသာတက်ကြွတန်ကြားသည်ဖြင့်ဒီငါးကိုမရရအောင်ဖမ်းရတော့မည်ဆိုတာသူသဘောပေါက်သည်။ငါးကလည်းတီပီးကြောင့်အတင်းရုံးကန်နေ၏။ကျိုးပြတ်သွားမှဆို၍ငါးခေါ်ရောင်နောက်ကို သူလိုက်နေရသည်မှာရေထဲသို့ဒူးတဝက်ပင်မြုပ်နေလေပြီ။သူ့အာယုံတစ်ခုလုံးသည်ဒီငါးရဖို့ပဲအာယုံစိုက်ထားသည်။ဒါဟာငါးရကောင်ထက်ပိုသည်။သူသားဤယုံကြည်မျော်လင့်ချက်ကိုအပြည့်စည်မခံနိုင် ကိုယ့်ဘက်ကိုနည်းနည်းပြန်ဆွဲလိုက်ငားယုံတာကိုလျှော့ပေးလိုက်ဖြင့်ငားမောအောင်သူစူးစမ်းနေရသည် အကောင်ကြီးသည့်ငားဖြစ်တာကြောင့်အခုချိန်ထိမမောသေးတာဖြစ်မည် သူ စိတ်ရှည်ရှည်ထား၍ရေကန်ထဲသို့တရွေ့ရွေ့တိုးရင်းငားဆွဲရာနောက်ကိုလိုက်နေရသည်မကြခင်မှာဒီငားယုံရတာမောသွားတော့မည်ထို့အချိန်ရောက်မှတဖြည်းဖြည်းဆွဲတင်လိုက်လင်ထိုငားကြီးကုန်းပေါ်ရောက်လာမည် ရေအနက်ကသူ့ခါအထီရောက်လာတော့လဲငါးကရုံးကန်နေတော့ပင်ဖြစ်သည်ကြာလင်သူ့ပါရေထဲမြုပ်သွားနိုင်တာကြောင့်စွန့်စားသည့်အနေဖြင့်ကိုင်းနံကိုမလျှော့မတင်စုပ်ကိုင်းကသူ့ဘက်ကိုကြိုးနေနေပြန်ဆွဲလိုက်သည်ငါမောသွားပြီထင်၏သူပြန်ဆွဲခေါ်ရာလိုက်လာသည် သူ့စိတ်အာယုံတစ်ခုလုံးကိုင်းနံပေါ်မှာတီမီနေသည်တတိထားပြီးဖြင်းញင်းစွာမတိမသားဆွဲနေလိုက်၏ ထို့အချိန်မှာပင်ငါးကဗျုံးကနေအတင်းယုံကလှဲ့ပြေးသည် သူ့ဘက်ကိုအစွဲနဲ့ငါးဤယုံကန်အားကြောင့်သူ့လက်ထဲမှဂိုင်းတန်တင်းကနေဖြစ်သွားသဖြင့်ဂိုင်းတန်ကိုလွတ်ပေးလိုက်မိ၏ထို့နောက်ချက်ချင်းပင်လွတ်ထွက်သွားသောဂိုင်းတန်ကိုလှမ်းဆွဲရန် ရှေ့ကိုအလောတကြီးတိုးလိုက်စဉ်သူ့ခြေဘဝတွင် ပူကနေဖြစ်သွားသည် အကောင်တကောင်ကောင်ကြိုက်တာလားတခုခုစွမိတာလားမသိတော့လဲသူ့ခြေဘဝတွင်နာကျင်သွားသည် သူ့ခြေတော့ဘာဖြစ်သွားလဲဆိုဒီကိုလောလောဆယ်တတိမထားနိုင်လွတ်ထွက်သွားသောကိုင်းနံကိုသာရောက်အောင်လှန်ဆွဲလိုက်သည်ဆွဲယူလိုက်သောကိုင်းနံသည်သူ့လက်ထဲသို့ပော့ပါစွာပါလာ၏သူ့ရင်ထဲဟာကနေဖြစ်သွားသည်ကိုင်းနံကိုတဖြည်းဖြည်းဆွဲမလိုက်သည်ငမားကျိုးပြက်စလေးကလေထဲတွင် တန်လန်းလွှဲနေသည်ငါးတကောင်နှင့်အားပြိုင်မှုတွင် သူရှုံသွားခဲ့ရပြီရင်ထဲတွင်လစ်ဟာသွားတော်လဲ သူ့မျက်နှာကိုခက်ပြုံးပြုံးလုံးကသားငယ်ပဲလှဲလိုက်သည်ကျွပြတ်သွားတယ်တာရဲ့နောက်တကောင်ထပ်ဖက်မယ်ကွာဒီတခါပူကြီးတာဖန့်ပေးမယ်သားငယ်ကိုအာယုံပြောင်းစင်ရန် ပြောပြီးသူ့ကမ်းပေါ်တက်လာသည်သားငယ်ကတော့ငမားကျွပြတ်စာလေးကိုသာငေးကြည့်နေ၏မြေကြီးပေါ်ခြေအချမှာပင် သူ့ခြေတော့မခံနိုင်အောင်နာကျန်သွားသဖြင့်ငုံကြည့်လိုက်သည့်အခါညာဘက်ခြေပွားမှတွေးများထွက်နေသည်ကိုတွေ့လိုက်ရ၏ မြေပြင်ပေါ်ထိုင်ပြီးခြေဘဝကိုလှန်ကြည့်မှခြေဘဝတွင် ပြတ်ရှရာကြီးကိုတွေ့ရသည်။ယောဟန်သောမိုးနှင့်အပြိုင်တွေ့မြကဒလဟောထွက်လာ၏။ဖေဖေတွေးရီဖေဖေဘာဖြစ်တာလဲ။တားငယ်ကပြောရင်သူ့အနာကိုယောက်လာသည်။ခြေဘဝမှမခံမရက်နိုင်အောင်နာကျင်လာသည်ဖြင့်တန်ရာဘေးနားကိုလက်ဖြင့်ခတ်တင်တင်ဖိထားလိုက်၏။တွေ့မြကမနာတမ်းထွက်နေသည်။ရေကန်ထဲမှတံပြားပြက်စတစ်ခုခုကို နည်းမိခဲ့တာဖြစ်မည်။ VOC ရေနံချက်ဆက်ရုံမှတူထားသောနှစ်ချို့ရေကန်ဖြစ်တာကြောင့်ရေထဲတွင်တာပိုက်လုံးအပြတ်များရေတိုင်ကြီးအဆွေးများရှိနေသည်ကိုသိထားလျက်နဲ့ငါးစောကြောင့်သူတတိတစ်ချက်လွတ်သွားချိန်မှာရှာသွားခြင်းဖြစ်သည်။အီဟီတွေးတွေအများကြီးပဲ။မရက်မနာထွက်လာသောသွေးများကိုမြင်သည့်ဖြင့်သားငယ်ငိုလေတော့သည်။သူနာကျင်မှုကိုခဏမေ့ကာ။"တာမငိုနဲ့တိတိလေးရှာတာကွာဘာမှမဖြစ်ဘူး။" ခဏနေကောင်းသွားမှာတားငယ်ကခြေထောက်ကိုကင်ကြည့်ပြီးဇက်တိုက်ထွက်နေသောသွေးမြောက်ကိုမြင်၍အငိုမတိတ်တော့ပဆိုးအောင်နာပက်လေကိုဆွဲဖြဲကပတ်တီးအဖြစ်ဒဏ်ရာကိုခတ်တင်းတင်းစီးနောင်လိုက်သည်သွေးထွက်ရော့သွားတော့လဲနာကျင်မှုကပို၍ပို၍တိုးလာသည်ဒဏ်ရာကကြီးသည့်အပြင်ရှရာကလည်းနဲ့မြီထင်သည်သွေးထွက်များနေသည့်ဖြင့်အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်သည် ခြေပြားထောက်ကရှောင်ရင်ကိုင်းနံတွေကိုတင်လိုက်သည်ငါအသေးလေးများထည့်ထားသောအိတ်ကိုဟာကြည့်လိုက်သည်တိတ်တော့မနှဲလားကြော်လိုက်လင်တော့မိသားစုစားလောင်နိုင်ပြီဒီညအတွေ့ဟင်းတနက်စာရသည်ဖြင့်သူအနှဲငယ်စိတ်အေးသွားရသည်အယမ်းနာနေသလားဖေဖေမနာပါဘူးသားရဲ့သူ့ခြေတော့ကိုငုံငုံကြည့်ရင်သားငယ်မျက်နှာနွမ်းနွမ်းလေးဖြစ်နေ၏သူ့လက်ကိုတင်းတင်းဆုပ်ကင်ထားသောလက်ကလေးမှလည်း အေးဆက်နေသည်သူနာကျင်နေမည်ထင်ပြီးသူ့မျက်နာကိုခဏခဏမောကြည့်နေသောသားငယ်မြဝန်သည် မျက်ရည်စက်များကြောင့်ရှုံးလဲ့နေ၏သားငယ်စိတ်မကောင်းဖြစ်မှဆို၍ခြေပေါ်မှတဆစ်စစ်ကြိုက်လာသောဒဏ်ရာကိုအာတင်းကခြေပြားထောက်ပြီးရှောက်ပြန်လာခဲ့သည်တကယ်တော့သူနာကျင်နေပါသည်ပြတ်ရှဒံရမှ နာကျင်ခြင်းထက်ပိုသော နာကျင်မှုသည် ရှင်ထဲမှဖြစ်ပေါ်နေ၏ ထိုနာကျင်ခြင်းမှာသာသမိဤအားငယ်နေရခြင်းကိုကောင်းစွာမနစ်သိမ့်နိုင်သည့်ဖခင်တယောက်ဤနာကျင်မှုမျိုးဖြစ်သည်ထိုနာကျင်ခြင်းသည်ခြေထောက်မှတန်ရာထက်ပို၍အနာကျင်ရဆုံးဖြစ်ပါသည် မောင်ဤပြိုးနေသောမြေလန်းလေးထက်တွင်သားငယ်ဤလက်ကိုဆွဲကငမရံကို ပခုံးပေါ်ထမ်း၍သူတရွေ့ရွေ့ဖြင့်ရှောက်ပြန်လာသည် လှုပ်ရမ်းနေသောအိတ်ထဲတွင်တော့မျောလင့်ခြင်းများဖြင့်လဲယူထားရသောငါးကလေးများရှိနေ၏ထို့ပြင်ခြေပေါ်အမှတစ်ဆက်ဆက်ကြကြံရသောသွေးဆက်အချို့သည်လည်းမြေလန်းလေးထက်တွင်တစ်ဆက်ချင်းကြကကြံနေခဲ့သည်တားငယ်ကတော့သူ့ခြေထောက်မှဒဏ်ရာနှင့်မျက်နှာမှနာကျင်ဟန်ကိုညှိုးငယ်နေသောမျက်ဝန်းများဖြင့်တလှည့်စီမော့ကြည့်နေလေသည်ရှေမြူတရုပ်ဆောင်မဂဇင်း ဇူလိုင်လ2014ခုနှစ်နားဆင်ပေးခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။